အားလုံးပဲမင်္ဂလာပါဒီအင်ဂါဒီညမှာကစားမဲ့ချန်ပီယံလိပွဲစဉ်နေပြတဲ့တလပီးယားဗလဟာအာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာသူတို့ရှင်းတော့ဒီမြန်မာဆက်လက်ချက်ညဆက်ရနိုင်ပွဲမှာသတိရမယ်လို့ပြောပါတယ်ဒီပွဲစဉ်မှာသူတို့ရှင်းတော့ဒီတစ်ဖက်ကတလပီးယားဗလဟာအနေနဲ့လည်းသူတို့ရဲ့လိပါတော့သူ့အနေနဲ့သူတို့အနေနဲ့တော့ပြပြကင်းတဲ့အသင်းတွေတင်တော့ဒီလက်ရှိမှာသူတို့ရှင်းတဲ့သူတို့ရဲ့လိမှာသူတို့ရှင်းတော့အဲ့ဒီလုံးဝဆုံးပွဲမရှိကြတဲ့အခြေအနေမျိုးမှာသူတို့ရှင်းတော့လည်း ဒီနောက်ဆုံးပြပွဲဆုံးမှာသူရှင်းတဲ့သူတို့အနေနဲ့တော့ဒီနောက်ဆုံးပြပွဲဆုံး၅ပွဲမှာသူရှင်းတော့လည်းဒီနှစ်ပွဲနိုင်ပြီးတော့၃ပွဲဆုံးလာတဲ့အဲ၃ပွဲတည်းကြီးကြတာတဲ့အချိန်ဒီမိုးမှာသူရှင်းတော့ဒီသူတို့ရဲ့လိမ့်မှာသူရှင်းတော့လည်းမဆိုးတဲ့အတင်းသူတွေသူတို့လိမ့်မှာသူရှင်းတော့တကောင်နဲ့ပြီးတဲ့အချိန်သူတွေတို့ရတာဒါသူ့မဲ့တော့လည်းလက်ရှိထပ်ပြန်လိမ့်မှာသူရှင်းတော့ဒီအတင်းကတော့အဲ့ဖြစ်အတင်းတက်တာမရှိပါနဲ့ဥပမာတော့တစ်ဖက်ကအာဆင်နယ်အတင်းနေတဲ့တော့လည်းဒီနေ့ရဒီမှာသူရှင်းရဲ့သူတို့တေးရဲ့ ဒီလူတွေကဖြစ်တည်မှုနဲ့သူကဒီပြအတ္တတာအနေနဲ့လည်းဒီအတင်းအရှင်ရဲ့အတင်းကိုအထည်ယူပြီးတော့အကောင်းဆုံးပြန်လဲပြင်ဆင်ပြီးတော့ဒီဆောက်ခဲ့တာသူရှင်တော့ဒီနေ့ရဒီမှာသူရှင်တော့အရှင်ရဲ့အတင်းနဲ့တော့သူ့ကိုလာတခုကိုလက်ဝဲပိုင်ဆိုင်ဖို့အတွက်အချိန်လေးကောင်းတဲ့အချိန်လေးမျိုးမှရှိပါတယ်ဒီနေ့ရဒီအရှင်ရဲ့ကစားပုံမှာသူရှင်တော့ပြီးခဲ့တဲ့ရဒီဒီကတည်းကအတက်ကင်းတခုတည်းကိုတောက်ဆောက်ထိတိုက်ပြီးတော့ထိပြီးတော့အတက်ကင်းအထက်အထက် ဟုတ်တယ်ဘုမကစားတော့ပဲနဲ့ကဲကိုကွဲတကွေးကြီးစုတိုင်းကိုဒီဒီခရာစိတ်ဆစ်စီနဲ့အဖအတေးရဲ့အမားတွေကိုစောက်ပြီးတော့အိုးသိနေနိုင်တဲ့အခြေအနေမျိုးမှာဒီဒီလို open play တွေကနေဘိုးရဖို့ခတ်ခဲနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းတွေနဲ့တော့ဒီတပ်ပြီတွေတောက်တော့ဘောတွေအညဘောတွေကနေပြီးတော့ဒီကောင်းတိုက်ပြီးတော့ဒါမှမဟုတ်ဒီကောင်းတိုက်ရကြတာလည်းဒီ second ball တွေကနေပြီးတော့အဆုံးတက်ပြီးတော့ ဟိုးရယူနိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့ကြောင့်အာဆင်နယ်ဒီနေ့တော့ဒီနေ့ရပြန်လာကြလို့ချင်းပြသူတို့ဟိုးရဖို့အတွက် option တွေအများကြီးပြဘလို့ပုံစံမျိုးနဲ့ဖြစ်ဖြစ်ဟိုးရဖို့အတွက်ဟိုးသိမ်းနိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့တကြောင့်ပဲအာဆင်နယ်ဒီနေ့တော့ဒီပွဲချင်းမှာသူတို့အနေနဲ့တော့တစ်ဖက်ကဇလာဘီယာပါလကာရဲ့တွဲမှာသူတို့ချင်းတော့အာဆင်နယ်ဒီနေ့နဲ့အခက်ခဲမှုရှိပဲနဲ့အနိုင်ယူသွားနိုင်အောင်လို့တော့ကျွန်တော်အနေနဲ့ပြပါတယ်လက်ရှိမှာသူတို့ချင်းတော့အာဆင်နယ်ဒီရဲ့ဒီနေ့ရဒီစောက်ရီမှာကြည့်ရသူတို့ချင်းတော့ ဒီဒီနေ့ရဒီတော့ဗျာအဝေးဝေးဆောက်ဆောက်ယူမှာဒီကျင့်တယ်ပရီးမီယာလိမှာဒီလိုကျင့်ရယ်ငါးပွဲကစားတာပြီးတော့၄ပွဲနိုင်ပြီးတော့အဲဒီဘူးရဲ့အိမ်ကအပြီးမှာတော့1-0ဆိုတဲ့ရလနဲ့သုံးနေဆာလာကလုံးပြောဒီနေ့ရဒီအိမ်ကမှာဒီလိုကျင့်ရယ်အချင်းနဲ့အတင်းကတော်တော်လေးကိုကောင်းတဲ့ချိန်လေးပေါ့ဗျာဒါပြည့်သူတို့အတင်းနေတယ်ဒီနေ့ရဒီပြပွဲစုံဆောက်မှာကြည့်မယ်ဆိုလို့ကျင့်တယ်ဒီဘူးတင်းကိုသုံးနေခဲ့တဲ့ပွဲစဉ်တပွဲကလွတ်ပြီးတော့ကျန်တဲ့ပွဲစဉ်တိုင်းလိုလိုနောက်ဆုံးနောက်ပွဲတွေဆက်ပြီးပြီးတော့ တို့ရဲ့ခက်စစ်ကဆိုလို့ရှိရင်ဒီနေ့ရဒီမှာဒီဥရောပမှာအကောင်းဆုံးခက်စစ်တွေလို့ပြောရပြရမှာကြံပွဲဆုံးမှာဆိုလို့ရှိရင်ဒီနောက်ဆုံးခုနှစ်ပွဲမှာအာဆီယံအသင်းနဲ့လုံးဝပြေးပြေးမရှိပဲနဲ့နောက်ဆုံးအနိုင်ပွဲတက်တက်ရယူထားတဲ့အခြေအနေမျိုးမှာတော့လက်ရှိဖလာပီးယားပါလခိုင်ရဲ့ဒီချက်မြင့်မှာတော့အာဆီယံအသင်းနဲ့တော့လည်းအကောင်းဆုံးသူတို့အသင်းနဲ့ဒီပွဲစီမှာဒီအဓိကကစားသမားတွေကိုပဲပွဲထုတ်လာမှာဒါမှမဟုတ်ဒီတိုင်းရဲ့မှာပြည်ထောင်နဲ့ကစားခဲ့တဲ့ ပြပဲဖလာကဒီလူစီရဲ့အချုပ်ဖွဲ့ကိုပဲပွဲထုတ်လာမှာဆိုတော့ကတော့ဒီပြအာဒီတာပေါ်ဝင်ပြီးတဲ့ကြောင့်ကျွန်တော်တို့လည်းတော့ဒီနီးပြရဲ့လူပြဟာတွေကိုပြောနေမဲ့ဒီကိုကြားဒီလက်ရှိအစင်းရဲ့ဒီရဲ့ဒီလူရအချုပ်ဖွဲ့မှာပဲကစားသမားပဲတစ်ထည့်ကြောင့်ပဲနောက်တန်းပဲတစ်ထည့်အစင်းရဲ့အတင်းနေကြဒီပေကူပစိပဲနဲ့တောက်ဆောက်သူတို့နိုင်ပွဲတွေဆက်နေတာကလည်းအစင်းရဲ့ဒီကစားသမားတွေလည်းဒီပြအာဒီတာအတွက် ယုံကြည်မှုတွေပို့ပြီးတော့ရသိမြန်တဲ့အခြေအနေမျိုးမှာတော့ဒီချက်မိမှာတက္ကသမအားဖြင့်တင်းနေတယ်တော့ပဲဒီကစားသမားကိုထုတ်ကုန်ထုတ်ကုန်ကသူတို့ရဲ့အရင်ကစားသမားပဲထုတ်ကုန်တော့အားဖြင့်တင်းနေတော့ဒီဘက်ကမှာတော့ကျွန်တော်အမြင်ရဆိုလို့ချက်တော့ဒီအရင်ကစားသမားတွေများပြားကိုပွဲထုတ်လာဖို့ရှိနေပါတယ်အရင်ဆိုဝင်မဲ့တော့ဗျာအရင်ကစားသမားနဲ့ဒီထွက်လာရကစားသမားတွေကတိုက်ပြီးတော့အရင်ပေးပွာချမှုမရှိတဲ့အတွက်ကြောင့်မို့လဲအားဖြင့်တင်းနေတော့ဒီဘက်ကမှာတော့ဘယ်ကစားသမားပဲထုတ်ထုတ် ကျွန်တော်အနေနဲ့တော့အနိုင်ရလက်ကတော့ပြေချမဲ့ပွဲစဉ်တစ်ပွဲလိုပဲပြီးပါတယ်။ Okay အဲ့ဒါဆိုရင်ဒီနေ့တင်းရဲ့အဆိုင်ရဲ့အကျိုးပြုမှုခြေတော့ကြည့်တယ်။အဆိုင်ရဲ့အကျိုးပြုမှုမှာဆိုလို့ရှိရင်တော့အချိန်နဲ့တင်းကတော့တလုံးဆုံးဆိုတဲ့အကျိုးပြုမှုကိုပြေးရပါတယ်။ဒီအစိုးပိုင်းအကျိုးပြုမှုရဆိုလို့ရှိရင်တော့အချိန်နဲ့တင်းနေတဲ့တော့ဒီတလုံးဆုံးဆိုတဲ့အကျိုးပြုမှုမှာတော့အချိန်နဲ့တင်းကတော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့တင်းနေတဲ့တော့အနိုင်ရလောက်ကြည့်ကြတယ်ဆိုတော့တော်တော်ရမယ်တော့လေ 1G 2G ဒါပဲကြည့်ရမယ်ဒါကျွန်တော်အနေနဲ့တော့ အချင်းနဲ့တင်းနေဒီနှစ်တင်းရကိုပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့လုံးဝသူဘက်စားဆိုတဲ့ကိုပေါင်းကြီးရတော့သိကြတဲ့အချင်းနဲ့တင်းနေတော့ဒီရလက်ပဲဆော့ဖို့လို့ရှိတယ်ဝမ်စီမော့2စီမော့တို့တဲ့နားစုပ်3စီဒီပုံစံပဲရှိတယ်ဒါကျွန်တော်နေဒီဘက်ကြည့်မှာတော့အချင်းနဲ့တင်းကိုအတိုက်တူးကြီးပဲလေအချင်းနဲ့ရကစားပုံမှာဆိုလို့ရှိရင်ဒီနောက်ပိုင်းပွဲစဉ်မှာဆိုလို့ရှိရင်ပွဲစဉ်ကြီးပွဲပွဲတင်းကြီးတိုင်းကိုအဓိကချင်းကပ်ပြီးတော့တို့ကကြားရမယ်ဆိုတော့တို့အတင်းနဲ့တို့ကအတင်းသားတွေနဲ့တို့က ဒီပြအတိတအနေနဲ့လည်းတစ်ဖက်ပြိုက်ပွဲရဲ့ကစားပုံပုံမူတည်ပြီးတော့ပြောင်းလဲပြီးတော့ကစားတတ်တဲ့အခြေအနေမျိုးကြောင့်အာဆင်နယ်အတင်းနေတဲ့တော့ဒီပွဲစဉ်မှာဒီကိုပြတ်နိုင်မလားဒါမှမဟုတ်ကပ်ပြီးတော့နိုင်သွားမလားဆိုတာကပဲကျွန်တော်တို့ချက်သေးလို့သိရတယ်ကပ်ပြီးတော့နိုင်သွားမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ကိုယုံကြည်ကြမဲ့ဒီကိုတွေတက်တော့အပြည့်အဝဆုံးဆုံးမှုရှိပြီးတော့အဲ2-3ကြီးနဲ့နိုင်သွားရင်ရှိတော့ အဆင်နဲ့တင်းကိုရုပ်ဒီမဲ့ညီကိုတွေတော့လည်းကဲကိုတော်ဆင်းကြရအခြေအနေပေါ့ဗျာသူမဲ့တော့လည်းအဆင်နဲ့တင်းနေနဲ့တော့ဒီပွဲစဉ်ပြီးလို့ရှိရင်သူတို့နေတော့ပရီးမီယာလိမှာဆန်းဆန်းလန်းနဲ့ကစားရမယ့်တကြောင်မူလည်းအဆင်နဲ့တင်းနေတော့ဒီပွဲစဉ်မှာသူတို့ရဲ့အဓိကကစားသမားတွေကိုပွဲထုတ်တော့မလားဆိုတော့လည်းကျွန်တော်တို့ချက်ပြရမှာဖြစ်ပါတယ်သူမဲ့တော့အဆင်နဲ့တင်းနေတော့ဒီချက်ပြလိသုံးပွဲကစားပြီးတဲ့အခြေအနေမျိုးမှာသုံးပွဲလုံးရန်လုံးပြနိုင်လာပြီးတော့သူတို့တင်းနေတဲ့ဒီသုံးပွဲလုံးမှာပေးကိုလုံးကပြုပြထားရတဲ့အခြေအနေမျိုးမှာတော့ အစင်းနဲ့တင်းနေတယ်တော့လေဒီလပ်ပြပလကနဲ့ပွဲစီမှာသူတို့ရှိရဘိုးလေးကိုဆစ်ဆက်ပြီးတော့တော့ဆောက်သွင်းနေမယ်အစားသူတို့ဒီရကစားသမားတွေတိုင်းရမရအောင်ပဲအဓိကအထူးပြုပြီးတော့အတိတ်အနေနဲ့ပွဲထုတ်လာဖို့ရှိနေတဲ့တကြောင်ပဲဒီပွဲစီမှာတော့အစင်းနဲ့အနေနဲ့နိုင်သွားရင်လည်းတိုက်ပြီးတော့ဘိုးမင်းများပြတ်မဲ့အခြေအနေမျိုးမရှိဘူးတော့ကျွန်တော်နည်းနည်းမြင်မိပါတယ်ဖြစ်စီမှာဆိုလို့ရှိရင်အစင်းနဲ့တင်းနေတဲ့ဒီတိုင်းရကစားသမားတွေ ထိနေတဲ့အတွက်ကြောင့်မို့လဲလက်ရှိမှာလည်းဘလူးမြားလေးမှာအမှတ်ဖက်ထားတဲ့လူဖုန်နိုင်ပေမဲ့လည်းကျွန်တော်အတင်းရဲ့ဒီထုံးစံအရသူလူချင်းအဆင်နဲ့တင်းနေတဲ့ဒီယာတီစားဝဲစင်းတိုင်းမှာအနေနဲ့လို့ယာတီတိုင်းမှာလို့ဒီတောက်တောက်ဆောင်ရလက်တွေကောင်းမှုထည့်ပြီးမှနောက်ဆုံးဒီဒီဒီမှာ project ကလာပြီးရဖို့ချင်းအဆင်နဲ့တင်းနေတဲ့တိုင်းရကစားသမားတွေများပြားပြီးတော့တိုက်ပတ်သွားတဲ့အချိန်မျိုးတွေရှိတဲ့အကြောင်းမို့ဒီရလက်တွေအနေနဲ့ ိုးသွားတဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်ပြောဒီနေ့ရတီမှာတော့လိဗျအာဒီတာနဲ့သူ့ရဲ့သားသပွဲတွေနေတဲ့တော့ဒီဒီဒီနေ့ရတီမှာတော့အဓိကဒီအခြေအနေတွေကိုကြောက်ဖက်နိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်ရပါတယ်အာဒီတာအနေနဲ့လည်းဒီအခြေအနေတွေကိုအထူးကြီးကြီးရမှာဖြစ်ပါတယ်ဒါကြောင့်မို့လဲဒီလိုပွဲစဉ်မျိုးမှာသလိုရှိရယ်1 0 2 0 2 0ောက်တဲ့နိုင်လို့ရှိရယ်အာဆင်နယ်အတင်းနေတဲ့တော့ပွဲကိုထိချုပ်ပြီးတမှုထိချုပ်ပြီးတော့ဒီအရန်ကစားသမားတွေအဓိကကစားသမားတွေကိုအနာပေးပြီးတော့အရန်ကစားသမားတွေကိုပဲ ဝဲထုတ်တဲ့လို့တော့ကျွန်တော်အနေနဲ့ပြင်ပြပါတယ်ဒီနေ့တင်းရဟတ်သူဟာကိုကြည့်မယ်သူတို့ကျင့်တယ်အစင်းနဲ့တင်းနဲ့လည်းတော့ဒီ2020ခုနှစ်ကတော့ဒီယူပါလိကွာတာဖတ်နေမှာတော့ကလဘီယာပါလာတဲ့နှစ်ချိန်တွေ့ခဲ့ပြီးတော့နှစ်ချက်တွေ့ခဲ့ပြီးတော့ဒီအစင်းနဲ့အဲဝေးမှာတော့ဝန်ဝန်ဆိုတဲ့တေးရလက်ထုတ်ပေါ်ခဲ့ပြီးတော့ကလဘီယာပါလာရဲ့ပွဲပွဲမှာတော့ကိုကြီးဆိုတော့ရလက်နဲ့အစင်းနဲ့တင်းကအနိုင်ရထားတဲ့တူတာမှုပဲလက်ရှိအစင်းနဲ့တင်းနဲ့ဒီသလုံးပွဲဆိုတဲ့အကျော်ပွဲမှာတော့ကျွန်တော်နေတယ်တော့ body body ရတော့အာသင်ရဲ့ကိုအနည်းဆုံး2ခုလောက်တော့တွဲမယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အာသင်ရဲ့တင်းနေတော့ဒီပထမပိုင်းမှာသာ1-0နဲ့ရလက်ကိုဥဆောင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီဒုတိယပိုင်းမှာသူတို့တင်းနေကြတော့ဒီနောက်တစ်ခုလောက်ဆက်သွင်းပြီးတော့ပွဲဦးတန်ဖိုးကိုထိချုပ်ပြီးတော့အဓိက ACD ကစားသွားနိုင်မယ့်အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်မို့လားကျွန်တော်အနေနဲ့တော့ဒီပွဲချင်းမှာတော့အာသင်ရဲ့ body နဲ့ဟိုအောက်ကို ပြန်ပြီးတော့ပြန်တင်တယ်ဆိုတော့ကျွန်တော်အနေနဲ့အချက်ပြုလုပ်ပါတယ် အားလုံးပဲကြလားပါလားကျွန်တော် channel လေးကို subscribe လုပ်တော့ဒီ subscribe လုပ်ပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုကြပါစေကျွန်တော်ညီကိုလည်းအားလုံးပဲအဆက်ဆက်ရေးအထူးကြီးပြပါပါ